ြေရညွန်ကြားတဲ့အတိုင်းဘသူလုတ်တယ်လဲမလုတ်ဘူးလဲဆိုတာကျွန်တော်တို့ပြည်သူလဲချင်းချင်းကြည့်တာပေါ့ဒီလိုမျိုးဝေဖန်တုံးပန်းနေရတယ်လဲတော်တော်များများတော့ရှိပါတယ်။ Now အခုကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံကြတော့ကျွန်တော်တို့ပြည်သူတွေဒီအများပြည်သူတွေဆွေးနွေးရတဲ့နောက်အတန်လေတန်ကြားရတဲ့အကြတော့ကျွန်တော်ကဒီမှာကျွန်တော်တို့ယွာက လာအချက်ချလိုက်ကြတယ်လဟဲ ဒီဖက်အောင်မြကျောင်းအဲ့ဒီလီရှိဖက်ကလာတဲ့လူတွေလည်းအကုန်လုံးဒီမှာကျွန်တော်တို့ပါရုံးမှာပဲလမ်းဆောင်တယ်လမ်းဆောင်တော့လူမျိုးပေါင်းစုံနဲ့တွေ့တယ်ကျွန်တော်တို့ကမိမိမြန်ကြတယ်နောက်ဒီမျိုးဖလှယ်ကြတဲ့အချိန်မှာကျတော့အာပါပဲဖြစ်ဖြစ်အထက်ကလူကြီးတွေတော့ကောင်းပေမဲ့လည်းအခုနဗီဒီယိုလို့ပြောသလိုအောက်ချီကလုတ်တဲ့လူတွေကစနစ်တကျမလုတ်တဲ့အချိန်မှာကျတော့ကျွန်တော်တို့ကဒါတွေမလူလာဘူးပြီးတော့သာပညာကြီးတွေချစ်ခင်ကျွန်တော်ဒီမှာချုပ်နေတယ် တော်မူကြီးလာမနေငယ်ပေါ့အရာတင်လူမြပမ်းနှောင်လီအပိစရိုက်ရှိရှင်တင်သာနှောင်းအရာတင်အာမအရှောတ်ကြည့်စီအထမအောင်စွာဒီမှာအခုလူကြီးမြများရောက်ရှိလာတဲ့အကြောင်းအခုစစ်တေရှိပါတယ်လေးစားပါတယ်လူမြပလီရှင်ယူလဲနှောင်းအစောတမှုမြင်ရှိဒီနေ့အခုလူမျိုးလာရောက်ပြီး တိုင်ပင်ဆွေးနွေးတာလည်းအထူးကျေးဇူးတင်ကြပါတယ်။အပိစီအပိစီတော့အပြာတင်ရှိကနောင်းသာမန်ရှိနေရှိချင်ကြီးဝိုင်းနုံသာမတိတရှောက်ရှိသာမတိတတုံးကြီးနုံသာကတုစုချဟန်ကြီးကနောင်းဒီလင်ကဒေရှိယံဒါဘဲဌာနကလူကြီးဆိုဝင်မဲ့လာတယ်ဘဲဌာနကလူကြီးလာတယ်ဒါလူကြီးတိုင်းလာတဲ့ဟာကောဒါကျွန်တော်တို့ပြည်သူကတောင်းဆိုတဲ့ဟာကတည်းက အကောင့်ထဲပေါင်းမဆောင်ရပေးတာလဲနှစ်ပေါင်းများစွာလဲကြာခဲ့လို့လို့ချမ်းမြေချမ်းထေသစဉ်ညူရှိလာစေလို့ချမ်းခန်းညူရှိကတော့ချမ်းမြေချမ်းလုံးမေကဟင်ကြည့်စုတမုံညကျွန်တော်တို့စာတင်ကြောင်းကိစ္စလဲအချိန်ချင်းတောင်းတယ်တောင်းတော့အခုပြီးခံယူပါတယ်တက်လာပြီးတော့မှအဲ့ဒီစာတင်ကြောင်းတခုတော့အကောင့်ထဲပေါင်းတော့ဆောင်ရပေးတော့ပါလို့ဖမ်းဟေဝါသို့တဟန်သာနညူတယ်ညူတယ်ကနော် 黑木老兄，我是七十五岁，今年那是弄路，江康人要弄，你有就给他弄黑木那些资源，咱们去。阿姑，咱们弄嘛，爷爷开开皮带，是为了嘛？咱们弄阿姐姐来顶边来，顶边了阿姑爷爷来，爷爷把这来嫁了都嫁下来，他阿姑。အကောင်တဲ့ခေါ်နိုင်မလားမခေါ်နိုင်ဘူးလားရွာပေါ်ရောက်မလားမရောက်ဘူးလားပေါ့အဲ့ဒါတစ်ချက်တော့ရှိတယ်ကျွန်တော်တို့အဲ့ဒီခန်းလေးမြုပ်နယ်လို့ တမထားပြီမလဲအဲ့ဒီကျွန်တော်တို့ကျေးရွာတွေမှာတောင်ပေါ်ဒေသတွေမှာကြတော့ပညာရေးဖက်ကလည်းပုံမှန်ကပညာရေးကအဲ့ဒီကျောင်းဖွင့်ချိန်မဖွင့်ဘဲနဲ့ခဏလာပိုင်းရှစ်လာပိုင်းတည်းမျိုးလာပြီးကျောင်းဖွင့်သေးတယ်တည်းမျိုးပညာရေးလည်းအဲ့ဒီကျောင်းဖို့လည်းနောက်နေတော့တာပေါ့ဒီနေ့အခုနှစ်တွေကြတော့အဲ့ဒီ2013ပညာသင်နှစ်မှာကြတော့ဆရာဆရာမတွေလည်းလုံလုံငေါောက်ပေးတယ်တို့ကျူရှင်လည်းပေးတယ်အဲ့လိုမျိုးပုံမှန်စာတင်တာရှိတယ် 农全米粮没弄得走你呗？哎，这比伢也干那不老顶，说那劲。阿苦，今朝路当妈妈那天，得路里家了，今朝路哪个大人家里家了？手表当伢扣的多讲，今朝路话大的动不了嘛，得了没有？当伢扣不了嘛，来也没路，来没路来钱嘛，家了手表当伢扣的钱嘛，家了大改不了嘛，得了没有？路改啥道了，皮包了。 他说个别定了，老别老哥，今天来杭州我们的一个通过，那不是那开始我们要阿走到别个农村那农经来的农目的去干这个农田呢？咱老是嘛叫着，还得打下米大路，打空米大路，那当然后来看嘛，啊苗苗对中央大路。ဒါကျွန်တော်တို့တုံးတုံးနေတဲ့ကုအန်ဒီရဲ့ပြည်နယ်တဲ့အတွက်ကြောင့်တဲ့မျိုးတွေ ဖြစ်နေတော့အဲ့ဒီဈေးဝါကလုံလုံလောက်လောက်မရနိုင်တဲ့အဲ့ဒါတခုခက်ခဲဖြစ်တယ်ပေါ့ဘာထမဆုံးကျွန်တော်တို့ပါယူကြေးရမှာပါယူတိုက်နေဆိုပြီးတော့မှရခင်ကတိုက်နေကတင်၄၈လုံးဆန်းဆောက်ခဲ့ပါတယ်ဆောက်ခဲ့တော့အခုနကျွန်တော်ပြောသလိုအဲ့လိုမျိုးနိုင်ငံကြီးရအခြေအနေအမျိုးမျိုးကြောင့်လည်းအဲ့ဒီတိုက်နေလည်းပြတ်စီသွားပါတယ်လုံးလုံးချမ်းကြီးချမ်းလာမူလီချမ်းလာလာတဲ့ညူတာသမော မူလီချမ်နဲကျမေလာစနုံစာမအစိုးရဟန်စာကနုံချက်မူလီချမ်လာတယ်အဲ့ဒီနောက်ပိုင်းမှာအဲ့ဒီတိုက်နယ်ပြတ်စီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့အချိန်ကြီးကောင်းတယ်တောင်းပြီးတော့မှအဲ့ဒီဈေးကန်းဆောက်ဖို့ပထမကျတော့ကျွန်တော်ကိုတို့ကိုထားဆောက်တယ်ဆောက်ပြီးတော့မှအခုဈေးကန်းဆောက်ဖို့အဲ့ဒီတိုက်နယ်นกูก็ชื่อနေပါတယ်ဆိုတော့ပုံစံနဲ့အဟောင်းပြုတ်ပြီးရေးဆိုပြီးပုံစံနဲ့ချပေးတဲ့အချိန်မှာကျတော့အခုစေကန်းနဲ့ကျွန်တော်တို့ မဖြစ်ဖြစ်အောင်ကြိုးစားပြီးတော့မှတင်မျိုးဆောက်တာချင်းဖြစ်တယ်အခုဒီနိုင်ငံတော်အစိုးရကကြားမှရဌာနကလည်းခန့်တယ်ဘာယုံမှဘယ်နှစ်ယောက်ကြားတယ်ဆိုတာတော့ကျွန်တော်တို့ကြားတော့ကြားရှိရတယ်ဒါမဲ့အဲ့ဒီဈေးကတော့ရှိပြီမဲ့လည်းလူကမပေါ်လာတဲ့အချိန်မှာကျတော့ဈေးကနဲ့လူကိုကူတာပေးလို့မရဘူးကြမ်းမရဲ့ဆောင်ဆောင်မှုမှာအဲဒီဈေးမှုကတည့်ရက်လာနေတယ်ဆင်းသွားလိုက်တယ်နေ့ရက်လာနေတယ်ဆင်းသွားလိုက်တယ်ဒီလိုမျိုးအခက်အခဲတွေကျွန်တော်တို့မှာကြုံတွေ့နေရပါတယ် အခုရှိနေတဲ့ဆေးမှုဆိုရင်တော့ဒူပိုင်နဲ့ဒါပုံမှန်ပုံမှန်တိုင်းမဲ့ဒါကျွန်တော်ကအမှန်တိုင်းပဲပြောမှာအခုနပြောရလို့သူကသူတို့ကတနစ်တမထားတယ်ဒါမဲ့အဲ့ဒီနစ်ကုံအောင်အသက်ပဲစဉ်းစားပြီးတော့မှတည့်ရလာနေတဲ့ဆင်းသွားလိုက်တယ်နေရလာနေတဲ့ဆင်းသွားလိုက်တယ်အဲ့လိုမျိုးဖြစ်နေအခုတာဖဆရာမလည်းပေးတယ်ပေးပြီမဲ့လည်းတာဖဆရာမလည်းတက်မလာဘူးပေါ့အဲ့ဒီဈာမရဲမှုလည်း ပုံမှန်မနယ်ပေးဘူးမနယ်ပေးတဲ့အချိန်မှာကျွန်တော်ကျွန်တော်တို့မှာကြောင်းမာရဲ့ရှောင်းရှောင်းမှုကနောက်လဲတဲ့အဲ့ဒီကြောင်းမာရဲ့မှုတွေဒါကြောင်းမာရဲ့ဌာနကတာဝန်တော့ပေးတယ်နိုင်ငံတော်ကတော့လဆာပေးပြီးတော့မှတာဝန်ပေးလိုက်တယ်ဒါမှမဟုတ်ဒီမှာလာမနယ်ပေးဘူးဩလုံလုံနုံနေနုံလုံမူလီလာမယ်နုံတေစုံကြီးပဲအဲ့ဒီအခုကြောင်းမာရဲ့ကစေဘေကန်ကနာနဲ့တော့ဆွေးနေကြည့် 有老古些个枪米家没有点米皮。啊，苦啥？哎，的毕业也干那，得吃点米酸的紧。啊，苦，咱们路东坡街啊嘛，得加到东坡院的嘛，加到咱们话，庙嘛等内部来开开比得就到，哎，的庙。ဒါကြောင့်ဒါအချိုးနဲ့တွေ့ပြီးတော့မှပေးတဲ့စနစ်လည်းရှိကောင်းရှိလိုက်မယ်ကောအဲ့ဒီပညာရေးစနစ်မှာဒါမှအကြောင်းသားကဟောမမြုပ်မှသွားပြီးတွေ့တဲ့ဖို့ကျွန်တော်တို့မှအခက်အခဲဖြစ်တဲ့အတွက်ကြောင့် ဲ့ဒီကြည်ပြီးတော့မှဘဲရွာရဲလို့တော့မဆိုလို့ပေါ့အဲ့ဒီចောင်းသားနည်းနည်းများတဲ့ခြေရွာတွေနောက်လမ်းအချက်ချာကြတဲ့နေရာတွေမှာကြတော့အထက်တန်းကြောင်းဖွင့်ပေးနိုင်တော့ကောင်းတာပေါ့ចောင်းအခုခန်းဒီဆယ်နေမှာသွားပြီးတွန့်နေလဲကလေးတွေကဟောမမနွေတာပူဟောမပူအပူအေးလဲမမြတော့တဲ့အချိန်မှာကြတော့ဂျာမရဲ့အချိန်နေအမျိုးမျိုးကြောင်းလဲဒလနွေပြီးပြန်ခောက်လာတယ်နလနွေပြီးပြန်ခောက်လာတယ်အဲ့လိုမျိုးတွေဖြစ်တယ်အခုဟောမတွန်များရင်မှာတွန့်နေဖို့ဆိုရင်လဲဘဒုအင်မှာလဲထားလို့ မရဘူးပေါ့အဲ့လိုမျိုးကျွန်တော်တို့ကအဲ့ဒီကျောင်းသက်သက်မဲ့ပညာရှာဖို့ကလေးတွေကဟိုမှာစင်ဒီခန်းထဲမှာတထားဖို့လဲကြားတယ်အခက်ခဲကြည့်တယ်ဒါကကျွန်တော်တို့ကကုတိုင်းန္ဒာတစ်ခုပဲကုမြန်မာနိုင်ငံသားပဲဆိုတော့မှနိုင်ငံတော်လူကြီးတွေကဒီလိုမျိုး စိတ်ထဲမှာတကယ်အမှန်တိုင်းတမတ်ပြီးတော့မှတလူစိတ်ထဲမှာဒီလိုမျိုးအသွေးရှိနေရင်တော့ကျွန်တော်တို့တောင်ပေါ်ကျေးရတယ်မှာလဲဒါဦးစားပေးစနစ်နဲ့ကြည်ပေးကြည့်နေလုံးငုံတော့တောင်ကြီးမယ်နော် ညီရှင်တို့ကောင်းတော့ချိမေကဟာလဲစနုံးလမနာနေနေနေမေကလိုင်းနေနော်အာမနောမေကတင်ပြကတနုံစမ်ရှင်ခန်တဲ့ချမ်းယုံကနိုင်စုပ်ယူလာတယ်တနုံအာမမေကရှိတယ်အခုဒီမှာဒါလိုကြီးအနေနဲ့သူကသူ့အနေနဲ့တလောက်ပဲဆွေးနွေးခြင်းတယ်ဒါသူတင်ပြသွားတဲ့ဟာကိုဆွေးနွေးသွားတဲ့ဟာတွေလဲဒါမကောင်းတဲ့ဟာပါရင်လည်းခွန်းလို့ပေါ့နောက်တော့လည်းပေါ့ ဘာပဲဖြစ်ဖြစ်ခုနကတော့သူဆရာကြီးကနေပြီးတော့သူတို့ကိုနိုင်ငံတော်ကဖြစ်ထားသလားအာတော့တော်ရဲတောင်ထဲမှာတားကောင်နေနေတယ်ပဲအတူတူနေရတဲ့လူမျိုးဘဝဖြစ်နေပဲဖြစ်ထားသလားလို့ဆိုရဲစကားလုံးကိုပြောတာဖြစ်တဲ့အတွက်ကျမစိတ်ထဲမှာအလုပ်တရားမထိခိုက်ပါတယ်စိတ်ကောင်းဖြစ်ရပါတယ်မှန်ပါတယ်ဟိုကျမတို့ရဲ့ရဲ့အစိုးရဟာတစ်ထားမိပါတယ်ကျမတို့တစ်ထားမိပါတယ်ဆိုတာကနာဂလူမျိုးတင်ခံစားရတာမဟုတ်ပါဘူးကျမတို့ကီမမာနေတဲ့လူတွေအားလုံးကိုလည်းပြစ်ထားတာပါ ဒါကလူမျိုးတစ်မျိုးတည်းကိုဖြစ်ထားတာမဟုတ်ဘူးကျမတို့ကဗမာအာမြန်မာနိုင်ငံမှာနေတယ်ရန်ကုန်မြို့မှာနေပါတယ်နေထားပြီးတော့ကိုကျမတို့ဖြစ်ထားခံရတာပါ မတို့ဟိုမှာပေါ့နော်အဲတွေ့ခဲ့တဲ့နဂါးရွာလေးမှာဆိုရင်ကျောင်းနေရတော်တော်ကြီးကိုစုတ်တယ်လေအဲဒီကျောင်းကတော်တော်ကြီးကိုကောင်းတယ်နော်အခုဒီနေ့ဆရာမဆရာမတို့ကျောင်းမှာကျောင်းသားဘယ်လောက်ရှိလဲဆိုကျောင်းသားကနေရာနဲ့၉ယောက်ရှိတာ၄ယောက်ကထွက်သွားနေရာ၅ယောက်ပဲရှိတယ်အော်မူလာတန်းကနေပြီးတော့မူလာတန်း၈တန်းတိရှိတယ်၈တန်းတိရှိတာလားအော်ဒါဆိုသူကအလဲတန်းကျောင်းပေါ့လဲတန်းကျောင်းပေါ့နော်အော်ဆရာမကဆရာမဘယ်နေရာဆရာဆရာမဘယ်နေရာဆရာမ ဆက်ရအောင်ရှိတယ်ဆက်တယ်ရလုတ်တခါဒီလုတ်တာလည်းရှိတယ်ဆက်တယ်ရအထရီလုတ်တာလည်းရှိတယ်စည်ရည်လည်းရှိတယ်တောင်းကြီးလည်းရှိရပါတော့တောင်းကြီးကတော့ဟိုတောင်းခံအော်တောင်းခံရှိရပါတော့ဟောဟုတ်ကဲ့ဒါဆိုရင်သူတခန်းကိုတယောက်လားကျောင်းသားတွေကအဲ့လိုမျိုးရှစ်တန်းဆိုရင်တခန်းရှိတာလားနှစ်ခန်းရှိတာလားတခန်းနဲ့ချက်တခန်းစီပဲပေါ့နော်အနည်းဆုံးကျောင်းသားဘယ်လောက်ရှိလဲဟိုအများဆုံးကျောင်းသားဘယ်လောက်ရှိလဲအများဆုံးက54 54ဟို54ဆိုတော့ဆရာတယောက်နဲ့ရလာပေါ့ ပါရပါဘောเนาะအဲ့တော့ဘို့ဘာသာစုံတင်ရလားဆရာတယောက်ကဟုတ်တယ်အကုန်ဘာသာစုံတင်ရဆရာပြရပါအော်အဲ့တော့ဆိုရင်၄တန်း၅တန်းဘာသာစုံတစ်ခန့်တရအောင်လားမူလတန်းမူလတန်း မူလတမ်းပဲပါတာဆိုနေတာအဲ့လေလေတန်းနေရာကျတော့ဆရာမလေးအလှကြပေါ့အဲ့လိုပြန်ကြ၃ရောက်ရှိတာပါတာဆိုနေတာအဲ့ပါတာဆိုပြန်ရတာဒီနောက်ဆုံးဖြစ်တဲ့ခန္ဒီမျိုးနယ်ကပါရိုကြီးရွာလေးပါဒီပါရိုကြီးရွာလေးကစင်တေမျိုးနယ်နဲ့ဆိုလို့ရှိရင်စင်တေစင်တေကြီးရွာနဲ့ဆိုလို့ရှိရင်တော့မိုင်60လောက်ပဲဝေးပါတယ်ဒါမှမဟုတ်လမ်းခီးရဖြစ်တော့ကျမတို့စိုက်ကယ်နဲ့လာလို့ရှိရင်9နာရီလောက်ကိုကြာပါတယ်ဒါပေမဲ့ကျမမြင်တွေ့ခဲ့ရတာကတော့ဒီပါရိုကြီးရွာလေးမှာဆိုလို့ရှိရင်ဒီအထက်တန်းကျောင်းလေးကတော်တော်ကြီးကိုကောင်းမွန်တာတွေ့ရတယ်ကျောင်းဆရာဆရာမတွေက ာ၁၀ယောက်လောက်ရှိတယ်လို့ပြောပါတယ်အဲ့တော့ခုနကတော့ကျွန်မတောင်းဆရာဆရာမတွေနဲ့အင်တာဗျူးလေးလုပ်တဲ့အခါမှာတော့သူတို့ကတော့ပြည်မနဲ့တူတူပဲအာဂျူလာတရက်နေမှာအကြောင်းကြီးဆောက်ဖွင့်ပါတယ်လို့ပြောပါတယ်ဒီအကြောင်းမှာလည်းအကြောင်းဆရာမကြီးတယောက်ရှိတယ်လို့ဆရာမတွေကလည်း၁၀ယောက်လောက်ရှိတယ်ဆိုတော့အတန်းနေအားအတန်းအားလုံးမှာပဲအကြောင်းသားအကြောင်းသူတွေနဲ့အတူတူဆရာဆရာမအချိုးကျရှိနေတယ်ဆိုတော့သိကြရပါတယ်ဒါပေမဲ့ကျွန်မမနေ့ပိုင်းကမှာတော့ဒီရွာမှာရှိတဲ့အာ ဒီတိုင်းသားခေါင်းဆောင်တွေနဲ့စကားပြောခဲ့တဲ့ခါကျတော့ခေါင်းဆောင်တွေရဲ့ရင်းမင်းစကားလေးတွေကိုလည်းသိခဲ့ရတာနဲ့ကနည်းနည်းလေးကွာခြားနေတာဖြစ်ပါတယ်။မနေ့ကလည်းအလိုပဲပေါ့ကျမရဲ့မူလေးနဲ့စကားပြောတဲ့ခါကျကျမရဲ့မူလေးရဲ့ဖြေစားချက်တွေနဲ့ခေါင်းဆောင်တွေရဲ့ရင်းမင်းမှာရှိနေတဲ့သူတို့ရွာရဲ့ကြေးရွာရဲ့ခန်းစားချက်ကလေးတွေကနည်းနည်းကွာခြားနေတာတော့ကျမမြင်တွေ့ရပါတယ်။ဒါကတော့နေရာတကားမှာဖြစ်လေဖြစ်တာရှိတဲ့အစိုးရဝန်ထမ်းတွေနဲ့အရက်သားတွေရဲ့ရင်းမင်းခန်းစားချက်မတူညီမှုလေးတွေပါပဲ။ ထောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကစကိုင်းတိုင်းရဲ့လေရှိလဟေနဲ့နန်းရွံ့မြို့နယ်တွေကိုနာဂရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဖြစ်နဲ့အတိမတ်ပြုထားပါတယ်။ဒါ့ပေမဲ့လည်းနာဂတွေကတော့မိမိတို့ကိုနိုင်ငံတော်မှနေပြီးတော့တိုင်းရင်းသားလူမျိုးစုစည်ရင်းကိုတရားဝင်ပြင်ဆင်ဖြစ်ဆွပြီးထပ်မံထုတ်ပြန်ပေးရန်ဆိုပြီးတော့တောင်းဆိုထားကြောင်းသိရှိရပါတယ်။နာဂတိုင်းရင်းသားတွေက ပြောင်စုတိုင်းရင်းသားကြည့်ရမှာရှင်းတိုင်းရင်းသားအနယ်အဖြစ်သူတို့ကိုတုံ့ပြထားတာကိုမလိုလားအပ်ပါဘူးဒါကြောင့်လည်းမြန်မာနိုင်ငံမှာရှိတဲ့နာဂအဖွဲ့အစည်းတွေကမြန်မာအစိုးရထံကိုဒီလိုကိစ္စမျိုးအများဆုံးဖယ်ရှားရုပ်သိမ်းပေးပါရန်ဆိုပြီးတော့လည်းတောင်းဆိုထားပါတယ်ဒါကြောင့်မို့လို့ကျွန်မခံချင်တာကတော့ပုပ်ကိုဘယ်အဖွဲ့အစည်းဒါမှမဟုတ်ဖယ်စည်းပွားရေးလုပ်ငန်းကမှနာဂတိုင်းရင်းသားတွေရဲ့နာဂဒေတာကို ရွယ်ချက်ရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေနာကမဟုတ်ပဲအခြားတိုင်းရင်းသားတွေရဲ့အမည်စရင်ဒါမှမဟုတ်နာကမဟုတ်တဲ့ဒေသရဲ့လက်အောက်မှာမဖော်ပြဘူးမရင်ညွှန်းဖို့အလေးနဲ့မေတ္တာရက်ခံချက်ကိုကျွန်မအနေနဲ့အလေးနဲ့ထောက်ပြလိုက်ပါရရှင် ျမတို့မြန်မာနိုင်ငံကြီးအတွင်းမှာအတူတကွမိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားမောင်နှမချင်းတူတူဘာကြောင့်များအခွင့်အရေးနဲ့အခွင့်အလန်းတွေကွာခြားနေရတာလဲဘာကြောင့်များဒီနာကမောင်နှမတွေကိုနောက်ထန်ထားခဲ့ရတာလဲနောက်ကျကြင်ရခဲ့ရတဲ့နာကမောင်နှမတွေရဲ့စိတ်ထဲမှာပေါ့ဘလို့ခံစားနေရမှာလဲဆိုတာကျမတို့ကိုချင်းစာကြည့်ကြဖို့ကောင်းပါပြီဒါကြောင့်ကျမတို့တိုင်းရင်းသားမောင်နှမတွေအားလုံး နာဂတွေအပေါဝင်အခွင့်အရေးတွေတူညီစွာခံစားနိုင်ဖို့ကျမတို့ဘာတာဝန်နေရှိသလဲဆိုတာသိရှိနိုင်ဖို့ဒီခီးလေးကိုကျမစတင်ခဲ့ရခြင်းဖြစ်ပါရဲ့ရှင်။